D11 ပေါ့နော် D21 တော့ဒီမှာတော့အများဆုံးတော့ဒါရင်တော့ကတ်ဆလာကျွန်တော်တို့ကတ်ပတ်ရမှာသုံးကပ္ပယဆိုအင်းစင်ကပ္ပယတို့ကပ္ပယပါရမီတို့ဒီဝင်းနေတယ်မှာဒီကောင်လေးအရင်ကရောဒီလိုကားကြီးတွေအခုခေတ်ကားကြီးတွေအစားမထိုးဘူးမှာဒီကောင်လေးအများဆုံးသုံးရတာပေါ့နော်ဒီတီးတွေကိုကျွန်တော်တို့မှီလိုက်ုံလေးပဲရှိအောင်နော်ကျွန်တော်တို့အဖေကိုယ်တိုင်လည်းဒါမျိုးတွေမောင်းနေလို့ကျွန်တော်မစိမ့် ဒီကြတော့ဒီ share တွေဒီရုပ်တွေကြတော့ကျွန်တော်တို့အခုခေတ်ကနေတော့မတူဆိုတော့ तू ကလောက်ရတာ तू ကဘာဘာဟိုဘာဖြစ်လဲဆို तू အယူအဆကြတော့ဒီကောက်ပုံစံတစ်ခုထုတ်တော့မယ်ဆိုဟိုကျွန်တော်ကတော့လက်တန်းပေါ့နော်ကိုပုံချဆွဲပြီးတော့ထုတ်တော့ဒီကောက်ရဲ့ဟိုအတက်ကဒီတီရဲ့အတက်ကကြတော့ဒီ share ပေါ့နော်ဒီ share ဒီအနစ်အမြင့်ဒီအကွာဝေးပေါ့နော် share ကိုးတန်းပါမယ်ဆိုရင်ကိုးတန်းရဲ့အကွာဝေးဒီကောက်နေချိန်ရတော့တော့ဒီကောက်ရဲ့အကွာဝေးနဲ့ဒီမှန်ကွင်ရဲ့အကွာဝေး ဓာတိချင်းရဓာတိနှစ်ခုချိန်လိုက်တော့မှ तू ဒီကားရဲ့အယုတ်နေအမြင်အဲ့မှာမှ तू သူ့ယုတ်အမှန်တိုင်းထွက်တာပေါ့နော်ဒီကောင်ကြီးကမြင်ထောင်နေလို့လည်းမရဒီရှင်းနဲ့ဒီတွင်ကိုချိန်ရတော့ဟိုပေးတယ်ထောက်ချိန်ကိုကိုဘလောက်ထားမလဲဒီကောင်ကဘလောက်ထားမလဲဒီကောင်ကဘလောက်မလဲဒီနှစ်ခုကသွားပြီးတော့အရန်ကိုတွတ်တူလို့မရအောင်အဲ့ဒါမတူတာနဲ့အတီးယုတ်ကပြတ်သွားတယ် तू တီးရဲ့အတက်က ဒီဘိန်းဘုံတွေပါလေဒါဒက်ဗစ်ကိုင်းနဲ့ခက်ဆက်စင်ရှိတယ်ချက်ပလက်ဒေါ်ဂျီတို့မှလေဒီဘိန်းဘုံတွေလာအဲနောက်ပြီးတီရဲ့ဒီသူ့ရဲ့မတူတဲ့အချက်ကဒီဒီအဝိုက်ကသူကဒီမှာပဲဝိုက်ထားတာဒါဒီရှဲအောင်ရှိမှလေသူအဝိုက်လို့ထားတာတီမှာရုပ်မတူဆိုအဲ့ဒါကိုချက်ပလက်နဲ့သူကမဟုတ်ချက်ပလက်နဲ့မတူသိချာကြည့်သူကဒီအဝိုက်ဒီရှဲတိုင်းကိုသူကလိုက်ဝိုက်ထားတာရှဲအဝိုက်လို့ပဲသူကလိုက်ဝိုက်ထားနောက်ပြီးဒီတီမှာသူကမှန်ကုန်မှန်ကုန်ဒီမှန်တောင်မှာပဲသူကမှန်အခုံးလို့ထားတာသူအရန်ခုံးနေအဲ့ဒါကြီးတတိထားရတော့နော်မှန်ကုန်နောက်ဒီကော်မူလိုင်း ခေါင်းမူလိုင်းတွေကြတော့ဒီဒီသူအမှားခံနိုင်အောင်တော့ဒီခေါင်းမူလိုင်းတွေထည့်တီးပါတီးယူအပေါ်စီးကတပ်ပုံရှိလို့ရှင်ကြည့်လို့ရှင်ခေါင်းမူမှာလိုင်းတွေပါတချို့ကြတော့နောက်ပိုင်းလိုက်လို့တဲ့ဟိုလူဒီမှာတော့အဲ့လိုသတိမထားပြီဘောနော်တချို့သတိမထားရတဲ့အချက်တွေအဲ့လိုလိုင်းတွေပါတယ်တီးယူမှာအဲ့ခုနပြောတဲ့မှန်ကွင်းတွေအဲ့ကောင်တွေတီးကြတယ်အမှန်သူငကိုတန်းတို့ဒီကောင်တွေကဒီဘေးကသူလိပ်ပြောင်တော်လို့ဖွင့်တယ်မောနကူအရှင်ပေါ့နော်သူပတ်တာနဲ့လိပ်ပြောင်တော်လို့သူဖွင့်တယ်သူကအင်ဂျင်နှိုက်တယ်အင်ဂျင်ပြင်တာတို့ဒီထဲမှာရေတိုင်ကြီးတို့ပါဘူးဒီထဲမှာရေတိုင်ကြီးထည့်တယ်နောက်တီးရဲ့ဒီမီဒီအထောင် ီတော့မှဒီကောင်ကဒီဒီဘက်မှာစင်ကနေလို့ပါဘူးသူထားတယ်။နောက်အဲဘိန်းဘုံမှာဒီမှာဒီအဖုအဖုထည့်တယ်ဆိုတော့လေးကုန်နေရတယ်။အတင်းကလေးကုန်ကဒီထဲမှာထိုင်နေဆိုသူကလေးကုန်လွတ်အောင်သူကထည့်ပြီး။အာတီရဲ့ယူဆလေးတွေကဟိုတပင်းကားနေရလုံးဝသူကတီချခွဲထွက်သွားတယ်။သူနဲ့ခက်စစ်စင်တော့တူတူလို့ထင်ပေမဲ့ဒါပေမဲ့တီချကြည့်တယ်မဟုတ်ခဏလေးကြည့်လိုက်ရင်တီးတယ်။တီးရုပ်ကဟိုနည်းနည်းလေးဟိုမှန်းကအရန်ခတ်တယ်။နောက်တီးယူရဒီဘိန်းဘုံယူယူဆတွေကသူကရှေ့ရမသွားပဲသူကအလေမှာသွားတာသူကဒီခေါင်းရဲ့ဒီခေါင်းနဲ့ ဒီဘိန်းစန်တာနဲ့ဒီဒီဘော့ဒီဒီအနောက်ဒီနောက်ဘော့ဒီရှစ်ဒီဘိန်းစန်တာနဲ့ဒီရှစ်တီးကိုအဲ့လိုယူသွားတီးတခုယူတော့အဲ့လိုယူသွားကျွန်တော်ဒီပြင်ဒေါ်ဂျီတို့ချက်ပက်လို့မအဲ့လိုမယူဘိန်းဝင်ဘိန်းကရှေ့မှာပဲသွားတီးကအလဲမှာထမ်းလာသူကရှေ့ဘိန်းရှေ့ဘိန်းအလဲမှာထမ်းလာသူကစန်တာဒီကောင်းလေးဒီကောင်းနည်းနည်းပူရှေ့ပေါ့ဒီရှေ့တဲ့စာတော့စန်တာမကြတဲ့ကြောင့်စန်တာတကယ်ကြမှာဆိုဒီလောက်လောက်သွားတာလူတီးကိုယူလို့ရှင်ဒါတော့ကျွန်တော်ယူစားပါတော့သူကိုယ်ပိုင်ယူစားအောင်အနီးကပ်ဆုံးဒီပုံစံတစ်ခုထုတ်တော့မယ် ဟိုတီးကိုတချို့ကတော့ဓာတ်ပုံမြင်လာအဲ့လိုလိုက်လို့တယ်တီးတော့ဘိန်းဘုံနေသတိထားရတယ်။တေချာကြည့်မှသူတေချာကြည့်မှပေါ်တော့ဓာတ်ပုံကောင်းကောင်းမှရှာကြည့်ပေါ့သူငကူ original ရုပ်ကိုဟိုနည်းနည်းလေးဟိုခတ်တယ်တီးကြီးကပို့ပြီးတီးကြီးဆိုပို့အချိန်ပေးရတယ်။သူကခေါင်းချုံဖြစ်သွားတယ်။ခေါင်းလုံးဖြစ်သွားတယ်ဆိုတော့သူအယူဆတယ် share မှာယူဆတယ်။ဒီပင်ကားနဲ့မတူဘူးဟီနိုမှာအဲ့ဒါလေးနည်းနည်းပူသတိထားစေချင်တယ်ပေါ့နော်တချို့နောက်လိုက်လို့တဲ့လူတွေလည်းရှိတယ်။ရှိတော့ဟိုလူငယ်တွေကိုလည်းပြောချင်တာ ဟန်လေးပူသူတို့လည်းမမှီကျွန်တော်တော့မှမှီမှီတယ်ဆိုတော့ကလေးဘွားကမှီခဲ့တာပဲရှိတော့နော်အခုတော့ဒီยุคကမရှိလို့ဆိုရှိပါတယ်တခါတလေဖြတ်သွားတာမျိုးလို့ရှိဒါပေမဲ့ဘယ်သူကတေချာတွတ်ကြည့်နိုင်ပါလဲဟိုဓာတ်ပုံကြည့်ပြီးပဲအနည်းဆုံးလောက်ရတာပေါ့နော်အဲ့မှန်ကွင်းမှန်ကွင်းတစ်ချက်ပဲမှန်ကွင်းယူစလေးကျွန်တော်ထေထူးကတိတ်ဒီကြီးကတိတ်မခတ်ပါဘူးဒါပေမဲ့ဒီကျွန်တော်ဘောက်လုတ်ဘူးတဲ့ဘောက်စာတို့ပါလို့ရှိတယ်အရင်ကဒီဘောက်စာတွေလုတ်ဘူးလုတ်ပေးဘူးတဲ့ဘောက်စာတွေကြတော့နည်းနည်းပေါ့ခေါင်းပိုင်းတွေမဟုတ်တော့သူကနောက်ကဘောက်စာပါလုတ်ရတဲ့အတွက် ကိုခတ်တယ်ပေါ့။ဘောက်ဆောက်တင့်နေလုံးရတာမလွယ်ဘူး။သူ့ကိုအလုံးလိုက်လုံးလို့မရဘူး။သူက solid မရဘူး။ဟောလို့လောက်ရတာပေါ့နော်။ဘာလို့ဆိုဟိုဟောလို့လုံးမှာသူပေါ့မအောင်။ solid အတုံးလန်ကြီးသူ့ကိုလုံးဆိုလုံးလို့ရတယ်။ဒါပေမဲ့အဆင်မပြေဘူးပေါ့နော်။ weight တအားများတယ်ပေါ့။အဲ့တော့သူ့ကိုဟိုအလုံးပြောင်ကတစ်ချောင်းနေပြီးတော့မှချောအတီးယုံနေပေါ့နော်။သူမိသက်ကားရေရည်သေးကားအဲ့လိုမျိုးလေးလောက်တာရှိရော။ဒါပေမဲ့ကျွန်တော်ကဒီပုံစံကတော့တိတ်မရွေးပါဘူး။လောက်ပါဒီကုန်တင်လဲကိုယ်စိတ်ကူးပေါက်ရင် စိတ်ကူးပေါင်းပေါက်တူထားလို့တော့